မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရယုံနဲ့ဝင်းကြီးအင်အား drone တွေနဲ့တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။မွန်ပြည်နယ်မော်လမြိုင်မြို့ကစစ်ကောင်စီရဲ့အစိုးရရုံးနဲ့ဝင်းကြီးတွေအင်အားကိုဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရှာထူးဝော်နီးပညာတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနသို့ပြောပါရယ်။ရှမန်နေစုံလဆက်နှစ်ရက်ကမော်လမြိုင်မြို့ကစစ်ကောင်စီရဲ့အမှုဒီနယ်အစိုးရယုံနဲ့ဂွင်ကြီးတွေအင်အားကိုပြစ်ခတ်တိုက်ခိုက်မှုမှာဥပဒေကြောင့်လည်းနေအိမ်ထိမှန်ပြီးနှစ်ဦးထိခိုက်မှုရှိတယ်လို့ရှာထူးဝော်နီးပညာတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ် ရန်သူရဲ့အထက်ကပြည်မှတ်တွေကိုရွေးချယ်တိုက်ခိုက်တဲ့အခါ risk ယူရတာမျိုးတွေရှိတယ်။သူတို့ကလည်းတေမာကြောက်လို့ radar တွေ၊ jammer တွေတက်ထားတယ်။ခိုးတွေကလည်းဓာတ်တွေကိုကြော်လွားပြီးခြားရတာပဲ။ရန်သူကလည်းသူ့အလုပ်သူလုပ်နေတယ်လို့ကျွန်တော်တို့လည်းကိုယ့်အလုပ်ကိုလုပ်ကြရမှာပါ။ drone အချို့ကတော့သူတို့တားဆီးနိုင်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်မှတ်ကိုထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ပြည်သူကိုဥပဒေမဲ့လုံခြင်ရာလုပ်နေတဲ့သူတွေအတွက်နေ့ရက်တိုင်းဟာအိမ်မက်ဆိုးတွေနဲ့ကြီးဖြစ်နေစေရမယ်။တရားတော်စစ်နိုင်ကိုနိုင်ရမယ်လို့ရှာထူးဝော်နှီးပညာတက်ဖွဲ့ကတာဝန်ရှိသူတအုပ်ကပ ပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုရှာထူးပေါ်နီးပညာတပ်ဖွဲ့ Alpha Big Drone 4 Skywarry Drone 4 Saw Dragon Drone 4နဲ့ Data Gammon ပြည်နယ်ပကဖတ်တပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါရယ် Drone တွေနဲ့တိုက်ခိုက်မှုကြောင့်မြို့ပေါ်ကကျွဲချံကုန်းရက်ွက်တဲ့ကို Drone တစ်စီးကျရောက်ခဲ့တယ်လို့မော်လမြိုင် Data Gammon တအူးကသူ့ရဲ့လူမှုကွန်ရက်မှာအသိပေးထားပါရယ် ဆက်လက်ပြီးအုတ်ခုံမျိုးနဲ့ကိုင်းကြီးရွာမှပြည်သူတို့အုပ်ကိုစစ်တပ်ကဖမ်းဆီးတပ်ပြက်ပြီးရငယ်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေ၍ယာနှင်းချီသောပြည်သူများဘေးလွရာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်ခုံမျိုးနဲ့ကိုင်းကြီးရွာမှပြည်သူတို့အုပ်ကိုစစ်တပ်ကဖမ်းဆီးတပ်ပြက်ပြီးရငယ်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေ၍ ။ယာနေချီတော်ပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်။ဇွန်လ9ရက်နေ့ညနေပိုင်းမှစတင်ပြီးဂျိုးပင်ကောင်းမျိုးနဲ့ထွေအုပ်ယုံတွင်စုရက်လုပ်ပြီးကြည်စုလန်အတိုင်းတက်လာသောအကြံဖက်စစ်ကောင်းစီတပ်သားများသည်ဂျိုးပင်ကောင်းအရှိတ်ရှိတောချံရွာအထိုင်ချပြီးလက်နက်ကြီးများနှိမ့်စင်ပြစ်ခတ်နေခြင်းဖြစ်ကြောင်းသိရပါရယ်။အကြံဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်သောလက်နက်ကြီးများကြားရောက်ပောက်ကွဲမှုကြောင့်အုပ်ဖို့မျိုးနဲ့အရှိတ်ရှိဝေး၆ကြီးရွာ ၊ဝင်းကျဲရွာ၊ဂိုင်းကြီးရွာ၊ဒောင်းကြီးရွာနဲ့ဒောင်းလေးရွာမှာထောင်နေချီသောပြည်သူများသည်ဂေလူရွာထပ်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။အဆိုပါလက်နက်ကြီးများထိမှန်၍ဂိုင်းကြီးရွာမှာအသက်60ကျော်အရွယ်အမျိုးသမီးတဦးသည်ကျင်းထန်တန်ရာရရှိခဲ့ပြီးစေကူတမှုခံယူနေရကြောင်းကွင်းကျဲစာတင်ကြောင်းလဲလက်နက်ကြီးထိမှန်ပြီးမိလောင်ပြက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံပတ်စစ်ကောင်စီတပ်သားများသည့်အုပ်ဖုံမျိုးနဲ့ဂိုင်းကြီးကျွရမှာဖြီသူနှအူကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတအူးကိုတတ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကွေးတွေကဂိုင်းကြီးရွာကပြည်သူတအူးကိုတက်ဖြတ်ခဲ့တယ်။တင်ဆုံးသူအညီတွေကိုတော့ဆက်လက်ဆုံဆန်းနေပါတယ်။ခွေးအစ်စ်ကြောင်းကတော့အခုထိရှိနေသေးတယ်။ဂျိုးပင်ကောင်မျိုးနယ်နဲ့အုပ်ဖို့မျိုးနယ်အဆက်မှာပြည်သူတွေကတော့ဆက်လက်တင်းရှောင်နေရတော့မယ်ဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းတီလက်ရှိချိန်ထိဂျိုးပင်ကောင်မျိုးနယ်နဲ့အုပ်ဖို့မျိုးနယ်အဆက်တွင်ဆက်လက်တိုက်ဆွဲထားပြီးကျေးရွာများအတွင်ချက်ချက်ကပြည်သူပိုင်ပြည်စွညာကိုစိတ်ကြိုက်ခိုးယူနေကြောင်းသိရပါတယ်။ ဆက်လက်ပြီးရေကြီးအညောက်တက်ကိုတော်လရေးတံများစီးနှင်းတိုက်ခိုက်နေ၍စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တက်ဆုပ်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိစစ်ကောင်စီ၏မြောက်ဆန်းအညောက်တက်အမတ344ကိုတော်လရေးပူးပေါင်းတပ်ဖွဲ့များစီးနှင်းတိုက်ခိုက်နေကြောင်းသိရပါတယ်။တော်လရေးတပ်ဖွဲ့များသည်ပြီးခဲ့တဲ့ဇွန်17ရက်နေ့ညပိုင်းကစပြီးအမြောက်တန်344ဤမြတ်ထက်ဗံကားများကိုပါလက်နက်ကြီးများဖြင့်တိုက်ခတ်တိုက်ခိုက်စီးနှင်းထားကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ 17ရက်နေ့ညကလေးကစစ်ကားတွေအမြောက်တပ်ထဲအဝင်ထွက်ရှိတယ်။17ရက်နေ့နဲ့ဒီနေ့မနက်မှာတိုက်ပွဲပိုပြင်းထန်လာပြီးစစ်တပ်ဘက်ကအုပ်စုလိုက်ခတ်ပြီးလာတာရှိပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်။စစ်ကောင်စီသည်ယမန်နေ့စွန်17ရက်နနက်6:00နာရီချိန်မှာစပြီးအမြောက်တပ်အတွင်းရှိလက်နက်ကြီးနဲ့ဟောင်းဝင်းစာများကိုပါတွဲကားများဖြင့်တင်ဆောင်ပြီးကြုံကြုံခလာရ36အတွင်းသို့ကျောင်းရွှေပို့ဆောင်ထားကြောင်းဒေသခံများထံမှသိရပါတယ်။ အမြောက်များအပါဝင်လက်နက်ကြီးငါလက်ကိုခြုံပြော်သို့ပြောင်းရွှေ့ထားသည့်အပြင်အမြောက်တပ်အတွင်လက်နက်ကြီးများနှင့်တိုက်ခိုက်ခံရကစကန်းပိတ်ဆို့ခံရသည့်အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ခြုံပြော်ဘက်သို့ဂစင်ကလျားထွက်ပြေးရကြောင်းသိရပါသည်စစ်ကောင်စီသည်အမြောက်တပ်344စီးနှင်းတိုက်ခိုက်ခံရသည့်အတွက်လက်နက်ကြီးများကိုတော်လန်ရေးတပ်ဖွဲ့များတည်ယူမည်ဆိုသဖြင့်ခြုံပြော်ဘက်သို့ရွှေ့ဆိုင်ထားခြင်းဖြစ်ပါသည် ဆက်လက်ပြီးတန်တောင်ကြီးရှိဘရင်တော်တံမျိုးမှာတက်ခွဲမှုတင်တဲ့စင်ညာလိုက်ပါလာသည့်ရင်းနှံတိုက်ခိုက်ခံရပြီးကိုဦးသိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။ခရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်တော်တံမျိုးရှိစစ်တပ်လမ်းကြောင်းမှာတက်ခွဲမှုတင်တဲ့စင်ညာလိုက်ပါလာသည့်စစ်ကောင်စီရင်းနှံကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတိဘက် different ဖို့တန်တောင်ကယနေ့စုံ73ရက်တွင်ထုတ်ပြန်ခဲ့ပါရယ်။ တက်ခွဲမှုတင်လန်းစင်များလိုက်ပါလာသည့်ရင်းနှဲကိုတောင်ငူတန်တော်လမ်းပိုင်းရှိစစ်ကောင်စီ၏ခုနှစ်မိုင်စကန်ကုန်းအနီးတွင်စွန်ခုနှစ်ရက်နေ့ကကြားဖြတ်တိုက်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှတက်ခွဲမှုရှိဦးနှင့်ရင်းမောင်းတက်ကြတအူတို့တေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ရှင်တန်းကိုစောင့်ကြိုရတာပေါ့လာတာနဲ့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရတာပေါ့အရက်သားကားတွေကိုကြားညက်ပြီးမောင်းလာတော့ဒရီကြီးကြီးထပြီးပစ်ရတော့ပေါ့ဗျာဟူ FIFA different four တန်တောင်တာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောပါရယ်ဒဏ်ရာရရှိခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးမှလည်းတပ်ခွဲမှုတင်နန်းစင်များဖြစ်ပြီးကိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီကအနီးပတ်ဝန်းကျင်ရှိရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရကလက်ရှိတွင်လည်းတန်တောင်ကြီးမြို့နယ်၌စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကိုတာငူခရိုင် တက်မဟာနှင့်တရင်ကလက်အောက်ခံ Tibet Different Four တန်တောင်း MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။တန်တောင်ကြီးမြို့နယ်တွင်ပြီးခဲ့သည့်မေ28ရက်နေ့ကလည်းထုံးပိုကြီးရွာအခြေစိုက်စစ်ကောင်စီစခန်းကိုတော်လရေးတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်းထုံးပိုကြီးစခန်းကိုအင်အားဖြည့်တီးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးငလင်ကြောက်ကင်းထန်တန်ရာရရှိထားသည့်အိုးဖိုထောင်ကနိုင်ကျင်းတဦးတည်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ငလင်ကြောက်တန်ရာပြင်းထန်စွာရရှိထားသည့်မန္တလေးအိုးဖိုထောင်မှာနိုင်ငံရေးအကျဉ်းသားဦးမော်သူ 54နှစ်မှာစေဝါကုသစိတ်လုံလောက်စွာမရရှိသဖြင့်ယနေ့စွန်လ17ရက်နနက်9နာရီတွင်တည်ဆုံးသွားခဲ့သည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကထုတ်ပြန်ပါရယ်မလ28ရက်ကလောက်ခတ်ခဲ့သည့်ငလင်ချောင်းအိုးဖို့အကျဉ်းထောက်လင်းထောင်နဲ့ချမှတ်ခံရရသူဦးမော်တူမှာလေပင်နှင့်ဥပောင်းတွင်ပြည်တန်တရာရရှိခဲ့သည်ယင်းနောက်ခွဲစိတ်ကုသမှုနှစ်ကြိမ်တိုင်တိုင်ခံယူခဲ့တော်လဲကျန်းမာရေးပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲခိုးမဝင်ခဲ့ကြောင်းသိရသည် ဥမော်ဒူစေကူတာနိုင်ရန်အတွက်ခွဲစိတ်ခ380ကျော်လိုအပ်တော်လဲ PPNN အနေဖြင့်ငွေကျပ်73သိန်း6000ကူညီပေးနိုင်ခဲ့ကြောင်းဆိုပါတယ်။ထို့သောခွဲစိတ်ကူတာမှုရရှိရန်ငွေကြေးစူးစရှာဖွေနေစဉ်အတွင်းမှာပင်ဥမော်ဒူမှတရားပြင်းထန်မှုကြောင့်ယနေ့တွင်တည်ဆုံသွားခဲ့သည်ဟု PPNN ထုတ်ပြန်ချက်ကဖော်ပြပါတယ်။၎င်းတည်ဆုံမှုကိစ္စနှင့်ပတ်သက်၍လည်းဝန်내ကြေကွဲရကြောင်း PPNN ကဆိုထားပါတယ်။ ဥမော်ထူမှာ2021ခုနှစ်ဒီဇင်ဘာလ2ရက်တွင်မန္တလေးတိုင်ချမ်းမြသာစီတို့နှင့်ချမ်းမြသာစီရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းခံရပြီးပုံမှန်905ကကြီးနှင့်90ညတို့ကထရားဆွဲဆိုခံရကထောင်ဒဏ်18နှစ်ကြာခံရခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာနိုင်ငံအတွင်းရှိအကျဉ်းထောင်များတွင်ကျန်းမာရေးဆောင်ရှားမှုစေဝါကူတာစရိတ်လုံလောက်စွာမရရှိခြင်းတို့ကြောင့်နိုင်ငံရေးအကျဉ်းသားများဇက်တိုက်ဆိုသလိုတိုက်စုံမှုရှိနေသည်ပြီးခဲ့တဲ့မေလ9ရက်ကလည်းအိုးဘိုအကျဉ်းထောင်အတွင်း 那我也一度想尝试下嘛，多方面的嘛，而且我生活过得过也正常。<music> ်မေ9ရက်မှာတည်ဆုံသွားခဲ့ပါတယ်။အလားတူဘကိုးတိုင်းတာယာဝတီအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားဦးကျော်စိုးမှာအကျဉ်းထောင်အတွင်ကျန်းမာရေးဆောင်ရှားမှုလုံလောက်စွာမရရှိသဖြင့်နှလုံးရောဂါနဲ့သီးရိုးရောဂါတို့ကြောင့်ကြီးခဲ့တဲ့မေလ23ရက်တွင်တည်ဆုံသွားခဲ့သည်။နိုင်ငံတော်အကျဉ်းတော်များတွင်ထောင်တွင်းနေရာလုံလောက်မှုမရှိခြင်းတန့်ရှင်းရေးအားနည်းခြင်းမေလာစနစ်တန့်ရှင်းမှုအားနည်းခြင်းအပြင်တောက်သုံးရေးချိုးရေးမတန့်ရှင်းခြင်းတို့ကြောင့်အရေးပြားရရန်ခြင်းစသည့်ကျန်းမာရေးဆိုင်ရာပြဿနာများနှင့်ကြုံတွေ့ကြရပြီးထောင်အာဏာပိုင်များ၏ကန့်သတ်ပိတ်ပင်မှုတို့ကြောင့်ကျန်းမာရေးဆောင် င်းလျှောက်လုံလောက်စွာမရရှိသဖြင့်အကျဉ်းသားတည်ဆုံမှုဆက်တိုက်ရှိနေသည်။ကျမ့်တဲ့တွင်တည်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။